โอเคအားလုံးမင်္ဂလာပါဗျာကျွန်တော်ဒီချိန်20မှာကျွန်တော်ချင်းမိတ်ဆွေအားလုံးကျွန်တော်နဲ့အတူကျွန်တော်ဒါပောက်ကွက်ဖြစ်ဖို့အတွက်ကျွန်တော်အကောင်းဆုံးစူးစမ်းထားပါတယ်နော်ဒီဗီဒီယိုဖိုင်ပထမဗီဒီယိုဖိုင်ကျွန်တော်ကျွန်တော်ရဲ့ဒီ YouTube မှာကျွန်တော်အပတ်စဉ်ပေါ့နော်ဗီဒီယိုဖိုင်1ဖိုင်2ဖိုင်3ဖိုင်4ဆိုပြီးတော့ဗီဒီယိုဖိုင်အများနဲ့တင်နေကြဖြစ်ပါတယ်ဒီလိုမှလည်းကျွန်တော်ဖိုင်4ဖိုင်တင်မှာဖြစ်ပါတယ်အဲ့ဒီဖိုင်4ဖိုင်တွေမှာတစ်ဖိုင်ကတော့ကျွန်တော်တို့နဲ့ညီမှာပေါ့နော် ညှိပြီးတော့အောင်ပွဲဆင်မှာဖြစ်ပါပြီးရပါတယ်เนาะကျွန်တော်တို့ဒါ69 9နဲ့ကျွန်တော်တို့69တုံညာเนาะ69လေဒါကျွန်တော်တို့ရေရဆက်ဆက်ကိုခံစားခဲ့ရတာပေါ့နော်ဒီဘက်မှာအဲ့လိုမျိုးမဖြစ်အောင်ကျွန်တော်ချင်းမေးဆွေးနေတယ်ကျွန်တော်အကောင်းဆုံးစူးစမ်းမှာဖြစ်ပါတယ်နော်ကျွန်တော်တို့ဒါဒါအချင်းနဲ့ဆယ်မှာပထမဆုံး5 1 2ကျွန်တော်တို့ကြည့်အောင်ပါဗျကျွန်တော်ပထမဆုံး5 1 2ပေါ့နော်5 1 2မှာကျွန်တော်တို့ကဒီမျိုးစိုက်ကိုဖန်ထားလဲဆွေးနေ ျွန်တော်တို့ဒီရှင်းနှလုံးပေါင်းခြင်းပဲเนาะပြီးခဲ့တဲ့ဗီဒီယိုဖိုင်မှာတော့ရှင်းနှလုံးပေါင်းခြင်းငါးအဲ့လိုမျိုးပဲသူအဲ့လိုမျိုးဖော်မြူလာနဲ့ပဲကျွန်တော်ထပ်ပြီးပြမှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒီကောင်ကျွန်တော်ပရမဆိုဘလို့ user user တူမှာကကျွန်တော်တို့ဒါလုံးပိုင်းပါမယ်လုံးပိုင်းပါမယ် break ပါမယ်ကျွန်တော်တို့ဒါရှင်းပဲပေါင်းခြင်းပါမယ် key ပါမယ်ပေါ့နော်ဒါဒီ site ကအဲ့လိုမျိုးကျွန်တော်ခဏလာဖြစ်ပါတယ်ပြီးရင်ထိတ်စည်းမှုတွေပါစကျွန်တော်ခါတယ်ဒီချုပ်ပြတော့မှာဖြစ်ပါတယ်အားလုံးလည်းကျွန်တော်လည်းဒီတိတိချာလေးလိုက်ကြည့်တော့နော် ဒီထဲမှာအားလုံးပေါင်းကျွန်တော်တို့က12ခွက်ပါမှာဖြစ်ပါတယ်အဲ12ခွက်ပါမှာကျွန်တော်ကအဓိက main tour American တွေရေးချပေးသွားမှာဖြစ်ပါတယ်ဟုတ်ကဲ့ကျွန်တော်ရဲ့ channel ကိုကျွန်တော်ရဲ့ channel ကိုကျွန်တော်ဒီမှာလာပြီးတော့မမဝင်ချင်တဲ့မိတ်ဆွေကတော့ကျွန်တော်ရဲ့ဒီ channel ရဲ့ post မှာကျွန်တော်ရဲ့ဆက်သွယ်ရမယ့် Viber ဖုန်းနံပါတ်ကိုကျွန်တော်ချပေးလာတာဖြစ်ပါတယ် member ဝင်တဲ့မိတ်ဆွေများလာလာရောဆက်သွယ်ပါလို့ကျွန်တော်အဲအနည်းငယ်ပြောချချင်ပါတယ်ဟုတ်ကဲ့ပါအားလုံးပဲဆက်လိုက်ကြအောင်နော်ကျွန်တော်တို့ဒါ ပထမဆုံးကျွန်တော်ကဒီ၃ငါးနှစ်ပင်ကနေစပြီးတော့နော်ဒီမူစိုက်ကိုကျွန်တော်ကထပ်ပြီးချုပ်မှာဖြစ်ပါတယ်သူကမထိမပြက်ဂီးလေးကိုကျွန်တော်ပထမဆုံးပြောင်းမှာဖြစ်ပါတယ်ဒီ၃လုံးပေါင်းခြင်းကကျွန်တော်ကနှစ်နှစ်ကို၃လုံးပေါင်းခြင်းက၃ low battery please charge ဝင်တူလိုက်လေး၃လေးတလုံးအထိစာမှာဖြစ်ပါတယ်အဲဒီမှာ၄ခါနဲ့၄တလုံးအထိပါတယ်နော်နောက်တစ်ကဲကိုကျွန်တော်တို့ဆက်သွားမှာနောက်တစ်ကဲကလည်းကျွန်တော်တို့ဒီ၄6 sorry 6 4နဲ့ 6လေးနဲ့ဒီကနေ့3လုံးပေါင်းချင်းတာကျွန်တော်တို့ပါရတယ်ဆိုတော့နှစ်နှစ်ကို2.23နှစ်3ကီပါဒီမှာနှစ်တစ်လုံးအပိတ်ချိန်စားတော့ပါတယ်နောက်တစ်ကနောက်တစ်ကကျွန်တော်တို့ဟာဒီ3လုံးပေါင်းချင်းက256သုံးလုံးပေါင်းချင်းက3သုံးကို2.24 3လေးအဲ့ဒီမှာ3ထိပ်စီတစ်လုံးထည့်သွားပါမယ်နော်ပထမကားထည့်တယ်အပိတ်ထည့်တယ်ထိပ်ထည့်သွားနော်နောက်တစ်ကကျွန်တော်ဆက်သွားပါမယ်664 ပေါင်းခြင်းက600ပါတယ်။6ဘက်ရီတစ်ဝင်းတူခွန် low battery please charge ထည့်ပါတယ်နော်။ဒါမှမဟုတ်တိုင်းမဲ့ကားထည့်တယ်ပိတ်ထည့်တယ်ထိတ်ထည့်တယ်ပြီးရင်ကားပြန်ထည့်တယ်။ဒါလို့ရင်ဒီကက်မှာကျွန်တော်တို့ကပါထည့်မယ်ဆိုတော့အပိတ်ထည့်မှာပေါ့နော်အပိတ်ထည့်မှာဒီသုံးလုံးပေါင်းခြင်းကကျွန်တော်တို့ဒီသုံးလုံးပေါင်းခြင်းကဘာရလဲ669ပေါင်းခြင်းက3 3ရဲ့တပွင့်2 လေး3လေးကီးပေါ့နော်3လေးကီးကကျွန်တော်တို့အပိတ်လာမှာထိတ်လာမှာပေါ့နော်ကားလာမှာပြီးရင်ဆင်လိုက်ဆိုတော့ကျွန်တော်တို့အပိတ်လာမှာပေါ့နော်ဟုတ်ကဲ့ဒါကတော့ပရမောဆုံးကျွန်တော်ဒါထိရမယ့်ကီးစိုက်ကိုကျွန်တော်ချပြလိုက်ဖြစ်ပါတယ်အဲ့ဒီမှာကျွန်တော်ကလုံးမိုင်စိုက်ပါတခါတည်းပြလာဖြစ်ပါတယ်လုံးမိုင်စိုက်ကလူဖမ်းထားလဲဆိုရင်ကျွန်တော်တို့ကဒီ3လုံးပေါင်းချင်း3ညပေါ့နော်အဲ့ဒီ3ညနဲ့ဒီနှလုံးပေါင်းချင်း4နဲ့ပေါ့ ဒီသုံးလုံးကုန်ချင်းတုံညာနဲ့ဒီငါးလုံးဘက်တရီ please charge ကျွန်တော်တို့ကမလုံးမယ်လဲဆိုတော့လေးလုံးမယ်နော်အဲ့လေးလုံးမယ်အောင်တာပေါ့နော်ဒီ break ဒီသုံးလုံးကုန်ချင်းနှစ်ပေါ့နော်အဲ့ဒီနှစ်ရဲ့ဒီနှလုံးပေါင်းချင်းခါးထောင်နှလုံးပေါင်းချင်းလေးနဲ့နှစ်နဲ့ပေါင်း6ဒီသုံးလုံးကုန်ချင်းနှစ်နဲ့ဒီနှလုံးပေါင်းချင်း6နဲ့ပေါင်းနှစ်နဲ့6နဲ့ပေါင်းကျွန်တော်တို့က8လုံးမယ်โอเคมา low battery. Please charge. Tapi dah tu jangan nak dekat kita tolong ni. Di tolong bong jing ah, ngah ngah ni di nolong bong jing. Di ngah ni di ni bong, di nolong cakap long bong ya. Hai cakap long bong, macam cakap bete, no? Nak dekat sedap ni. Di tolong bong jing ah, li li ni di nolong bong jing kuno. Li ni kuno bong jing nolong tolong. Tolong bong, no? Di tolong bong, di kemar, kemar biru, no? ဒါပေမဲ့ဒီကနန်းသုံးလုံးကတလုံးအညီကစားမှာဖြစ်ပါတယ်နော်။ဟောဒီဒါဒီကျွန်တော်နော်ကက်ဆက်သွားမှာပဲ။ဒီသုံးလုံးပေါင်းခြင်းကဒီသုံးလုံးပေါင်းခြင်းက၄၄နဲ့ဒီ၆နဲ့ပေါင်းခြင်းဟာတုံညာပေါ့နော်။ဟုတ်ပြီနော်။ဒီတုံညာဒါသုံးလေးတုံညာကီးပေါ့နော်။ဒီကီးဒီကီးသုံးလုံးကကျွန်တော်အနည်းဆုံးတစ်လုံးထိရမှာပေါ့နော်။အနည်းဆုံးတစ်လုံးထိရမှာ။ Please charge ။ ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့ဒီကတ်မှာကျွန်တော်တို့ဒါရှေ့တွဲပေါင်းခြင်းကိုကျွန်တော်တို့ရှာမယ်ဆိုတော့ချက်ပြရပါတော့နော်ရှေ့တွဲပေါင်းခြင်းစိုက်ပါနော် sorry ရှေ့တွဲပေါင်းခြင်းစိုက်ကကျွန်တော်တို့ဒီ3 9နှစ်ပင်က3ဒီ3ထိပ်ကိုကျွန်တော်တို့ကနှစ်ကြိမ်ပေါင်းပါ3ရင်3ကို3နဲ့ထပ်ပေါင်းလို့ကျွန်တော်တို့3 6 sorry နော်ဒီ3ကိုပဲကျွန်တော်တို့က3နဲ့ထပ်ပေါင်း6 အဲ့ဒီ36ကန်နာ36ဂီကကျွန်တော်ဒီ36ရှေ့ပေါင်းခြင်းပေါ့နော်ဒါရှေ့ပေါင်းခြင်းလို့ပြောအောင်ဖြစ်ပါတယ်36ရှေ့ပေါင်းခြင်းဒီမှာ3ဖြစ်ရမယ်သူမဟုတ်ရှေ့ပေါင်းခြင်း6ဖြစ်ရမယ်နောက်ကမှကျွန်တော်ကြည့်ရမယ်ဒီရှင်းနှလုံးပေါင်းခြင်းက3သူမဟုတ်6ပေါ့နော်ဒီနှလုံးပေါင်းခြင်းက low battery please charge 6ဖြစ်ရမယ်ဒီမှာ6ဖြစ်ပါနော်ဒါ6ဖြစ်ပါဟုတ်ပါနော်ဒါဆိုရင်ကျွန်တော်နောက်တစ်ကက်ဆက်သွားမယ်နောက်တစ်ကက်မှာလည်းကျွန်တော်ကဒီဒီပင်မှာကျွန်တော်ကြည့်ရအောင်နော်3 သုံးထိပ်အဲ့ဒီသုံးထိပ်ကိုကျွန်တော်တို့ကသုံးသုံးကြီးလိုက်မယ်ပြီးရင်ပေါင်းချင်း၃နဲ့ဆက်ပေါင်းမယ်၃6အဲ့ဒီ၃6ကလည်းကျွန်တော်တို့ရှင်နှလုံးပေါင်းချင်း၃6ဖြစ်ရမှာဖြစ်ပါတယ်နော်ဒါဆိုရင်ဒီရှင်နှလုံးပေါင်းချင်းက၃ဖြစ်တဲ့အတွက်ကြောင့်ဒီမှာ၃ဖြစ်ချင်းနဲ့ညီပါတယ်နော်ရှင်နှလုံးပေါင်းချင်း၃ဖြစ်ချင်းညီပါဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်တစ်ခါကိုဆက်သွားပါမယ်ဒီ865မှာကျွန်တော်ဒီ6ထိပ်က6ကိုကျွန်တော်တို့ကဘာနဲ့ထပ်ပေါင်းလဲဆိုရင်8နဲ့ပဲပေါင်းအောင်နော် ဒီမှာ၃ထိပ်မှုဖြစ်တဲ့အတွက်ကြောင့်၃နဲ့ပဲပေါင်းတာဒီမှာ၃ထိပ်ပဲဖြစ်တဲ့ကြောင့်၃နဲ့ပဲပေါင်းတာဒီမှာ၈ထိပ်ဖြစ်တဲ့ကြောင့်ကျွန်တော်တို့ရှင်းလို့ရှင်းတော့ပေါင်းမှာဖြစ်ပါဟုတ်ကဲ့ကျွန်တော်တို့ဒါ၈နဲ့ပဲပေါင်းတာပေါ့နော်၈နဲ့ပေါင်းတော့6ပေါ့နော်အဲ့ဒါဆိုရင်ကျွန်တော်တို့က၈ပေါင်းခြင်းက၈တုံးမို့6ဖြစ်ရမှာဖြစ်ပါတယ်အဲ့မှာ၈ပေါင်းခြင်း၈ဖြစ်ပါတယ်နော်၈ပေါင်းခြင်း၈ဖြစ်သွားတယ်ဒါနောက်တစ်ခါမှဆိုကျွန်တော်တို့က6ထိပ်ဖြစ်ပါတယ်6ထိပ်ဆိုရင်ကျွန်တော်တို့က6ကိုယူပြီးတော့6နဲ့ပဲပေါင်းမှာဖြစ်ပါတယ် 6နဲ့6နဲ့ပေါင်းနှစ်6နှစ်ရှိပေါင်းခြင်းဖြစ်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့နောက်ပင်မှာကျွန်တော်တို့ရှိရှိရဲက9ခွန်ဆိုတဲ့ကဏ္ဍနှလုံးရှိပေါင်းခြင်း6အဖြစ်ပါတယ်နော်ဒါဆိုရင်ကျွန်တော်တို့၄ကက်စတိုက်ချပြီးတော့ပြီပေါ့နော်နောက်တစ်ကက်ကိုကျွန်တော်ဆက်ကြည့်အောင်ခုလာမယ့်ပင်ဒရိုင်ဘောနော်ဒါ5ကက်မြောက်ဆိုင်ပါနော်ဟုတ်ပြီဒါဆိုရင်ကျွန်တော်တို့က6ထိပ်6ထိပ်ဆိုတော့ကျွန်တော်တို့6ကိုယူမယ်ပြီးရင်6နဲ့ပဲထပ်ပေါင်းမယ်6နဲ့6နဲ့ပေါင်းနှစ်6နှစ်ရှိပေါင်းခြင်းဖြစ်ရမှာဖြစ်ပါတယ်နော်ဒီလာကျွန်တော်တို့ဒီ ကျိန်20မှာရှေးပေါင်းချင်း6တူမုတ်နှစ်ဖြစ်ရမှာနော်ဖြစ်ပါတယ်နော်ဒီဘက်ချမ်းကတော့ဒါကျွန်တော်တို့ကီးနဲ့အဲ့ဒီကီးနဲ့ကျွန်တော်တို့ဒီရှေးပေါင်းချင်းနဲ့ဟိုကျွန်တော်တခါလေးပေါင်းပြီးတော့ကဏ္ဍထုတ်သွားမှာဖြစ်ပါတယ်နော်ဒီဒီကီးမှာဆိုရင်ကျွန်တော်တို့ပထမဆုံးကီးမှာဆိုရင်ဒါ3လေးလေးပေါ့နော်အဲ့ဒီ3လေးလေးကိုကျွန်တော်တို့ကရှေးပေါင်းချင်း3တူမုတ်ရှေးပေါင်းချင်း6ဖြစ်ရမှာပေါ့နော်ဒီမှာကျွန်တော်နည်းနည်းလေးကာနေတဲ့အတွက်ကြောင့် sorry ပါနော်ကျွန်တော်ပြောရဟုတ်ကဲ့ဟုတ်ရှေးပေါင်းချင်း နော်မာကျွန်တော်တို့33ညာ33ပြီးရင်49ပြီးရင်24ပေါ့နော်ဒါကျွန်တော်တို့34ကီးနဲ့ပတ်သက်ပြီးတော့ရှေ့ပေါင်းချင်း3ရင်ရှေ့ပေါင်းချင်း6ရင်ကိုကျွန်တော်တို့အတွဲလေးထုတ်သွားတာဖြစ်ပါတယ်ဟုတ်ကဲ့အဲ့ဒီတွဲလေးတွဲမှာကျွန်တော်တို့ကတတွဲညီမှာဖြစ်ပါတယ်နော်ဒီမှာဆိုရင်ကျွန်တော်တို့ကကျွန်တော်တို့ကဒီမှာနှစ်လေး တွဲညှိပါတယ်နော်ရှင်လုံးပေါင်းချင်းနှစ်လေးတွဲတော့ညှိတယ်ဟုတ်ပြီဒါဆိုနှစ်လေးတွဲညှိပြီဆိုရင်ဒါတခါလေကျွန်တော်တို့က break site ကိုပါတခါလေပြသွားမှာဖြစ်ပါတယ်နော်အဲ့ဒါက break site ကဘယ်လိုလာလဲဆိုရင်ကျွန်တော်ဆက်ပြမှာဖြစ်ပါတယ်ကျွန်တော်တို့ဒါကျွန်တော်ဒီ NLP နော်ကင်မရာလေးစောစောနည်းနည်းလေး꿰သွားတော့ sorry ပါဒီသုံးလုံးပေါင်းချင်းက6အဲ sorry ဒီသုံးလုံးပေါင်းခြင်းက1အဲ့1နဲ့ဒီက1နဲ့ပေါင်းတော့ကျွန်တော်က တင်းတင်းတင်းနဲ့ပေါင်နှစ်ပေါ့နော်အဲ့ဒီနှစ်ကိုနှက်ခတ်ရိုက်လိုက်မယ်နှစ်ပေါင်ကနှစ်နှစ်နှက်ခတ်၄ပေါ့နော်နှစ်၄ကီနှစ်၄ break ဖြစ်ပါတယ် sorry ပါမှားပေါ့ပါနော်နှစ်၄ break ဖြစ်ပါတယ်အဲ့ဒီမှာနှစ်၄ break ဆိုတော့ကျွန်တော်တို့ကဒီအတွဲ၄တွဲနဲ့ကျွန်တော်တို့နှစ်၄ break နဲ့ကတ်မှာဆိုရင်ကျွန်တော်ကဏ္ဍ၈ကွက်ရမှာဖြစ်ပါတယ်အဲ့ဒီ၈ကွက်မှာကျွန်တော်တို့ကတစ်ကွက်ထွက်မှာဖြစ်ပါတယ်နော်ဒါဆိုကျွန်တော်ကတော့နှစ်ပြိပဲပြမှာဖြစ်ပါတယ်။ဒါကြောင့်လည်းနှစ်ပြိအောင်သွားတဲ့အကြောင်းပါနော်။ ဒါဆိုရင်339ကိုကျွန်တော်336เนาะ299 246ဆိုပြီးတော့ဒါခဏ၄ခွဲရပါဖြစ်ပါအဲ့၄ခွဲမှာကျွန်တော်တို့ကလှမ်းမယ်ဆိုရင်ကျွန်တော်တို့ကရှီရဲဟိုပဲရှီနောက်နှလုံးလှမ်းလိုက်ရောဒါပေါက်ကွက်ဖြစ်ပါတယ်เนาะတခါကြရင်ကျွန်တော်တို့ဒဲအောင်တာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်ကက်မှာဆိုရင်လည်းကျွန်တော်တို့2 3 8ကီးမှာ ကျွန်တော်တို့က36ရှိွဲဖြစ်ရမှာဖြစ်ပါတယ်အဲ့တော့နှစ်နဲ့ပတ်သက်ပြီးတော့36ဖြစ်ဖို့တော့ဆိုရင်နှစ်1တွဲရဲ့နှစ်4တွဲနော်3နဲ့ပတ်သက်ပြီးတော့36ဖြစ်ဖို့တော့ဆိုရင်3ညတွဲရဲ့ကျွန်တော်တို့33အတွဲရဲ့ဟုတ်ပြီနော်4 8နဲ့ပတ်သက်ပြီးတော့36ဖြစ်ဖို့တော့ဆိုရင်85တွဲရဲ့ကျွန်တော်တို့ဒါရှိရှိတွေ့ပေါ့နော်ဟုတ်ပြီရှိရှိငါရှိငါရှိရှိပဲ ရန်36ရှစ်ပေါင်းချင်းဖြစ်အောင်ဖြစ်ပါတယ်အဲ့ဒီ6တွဲမှာကျွန်တော်တတွဲထွက်မှာဖြစ်ပါတယ်ရှင်း5တွဲထွက်သွားပါတယ်နော်ဟုတ်ကဲ့ပါအားလုံးပဲကျွန်တော်ချစ်မြေဆွေဒီတွက်နေဆိုင်ရောအားလုံးပဲကြံ့နေတတ်မှာထင်ပါတယ်နော်နော်ကျွန်တော်တို့ဒါ break site ကတော့ဒီ3လုံးပေါင်းချင်းကို6နဲ့ဒီ6နဲ့ပေါင်း5 break ပေါ့နော်အဲ့5 break ကိုနှစ်ခတ်ရိုက်မယ်ဆိုရင်5နှစ်ခတ်3ငါနှစ်ခတ်တော့ငါ၃ break ဖြစ်ပါတယ်အဲဒီငါ၃ break မှာကျွန်တော်က၈၅၂၅ break ထွက်တဲ့ကြောင့်ဟိုဒါ၅ break နဲ့ပတ်သက်ပြီးတော့ခဏထုတ်ပြမှာဖြစ်ပါတယ် ဟုတ်နော်ဒါဆိုရင်အပိတ်9 9ထဲမှာအပိတ်2 2 2ထဲလိုက်မှာဒါဆိုရင်ရှင်းခါနှစ်တက်အောင်ပါတယ်နော်ကျွန်တော်ချင်းပဲဆိုရင်ဟုတ်ပြီဒါဆိုရင်ကျွန်တော်နောက်တစ်ကက်ဆက်သွားအောင်ကြအောင်ပါနောက်တစ်ကက်မှာကျွန်တော်တို့ကရှေ့ပေါင်း6 6เนี่ยကျွန်တော်တို့ကီးက346ကီးပေါ့เนาะရှေ့ပေါင်း66ဖြစ်ခြင်းတဲ့346ကီးเนี่ยကိုကျွန်တော်ကဏ္ဍထုတ်အောင်มาဖြစ်ပါတယ်ပထမဆုံးအတွဲထုတ်มาဖြစ်ပါတယ်346 3ကိုကျွန်တော်တို့ကပထမဆုံး66 ရှိတွဲဖြစ်ဖို့အတွက်ဆိုရင်3နဲ့5နဲ့ပေါင်းမှရှိပေါင်း6ဖြစ်မှာဖြစ်ပါတယ်နော်3နဲ့3နဲ့ပေါင်းမှရှိပေါင်း6ဖြစ်မှာဖြစ်ပါတယ်ဟုတ်ပြီနော်ဒါ3တလုံးပြီးတော့နောက်လည်းကီတလုံးက4 4ကိုရှိပေါင်း6ပြုတာ4 4 4နှစ်ဟုတ်ပြီနော်6ကိုရှိပေါင်း6ပြုတာ6နှစ်6တော့ညနော်ဒါဆိုရင်တော့တွဲ6တွဲရမယ်။အဲဒီတွဲ6တွဲမှာတွဲထွက်မှာဖြစ်ပါတယ်။ရှည်တွဲနော်။ရှည်တွဲတွဲထွက်မှာ သုံးငါးတွေထွက်သွားတယ်နော်လုံးဝစိုက်ကလုံးဝရှေ့ကောင်ကျွန်တော်တို့ဒါငါးခက်စိုက်ပါနော်ဒီငါးခက်စိုက်မှာကျွန်တော်တို့ထပ်ပြီးပြီးမယ်ဆိုတော့ကျွန်တော်တို့ဒါတဲ့တဲ့ကိုအောင်ဖို့ရှိတယ်နော်ကျွန်တော်ချင်းမစ်စစ် brake side ကတော့ငါးရှိရှိပေါင်းချင်းတက်တက်နဲ့၆ငါးနှလုံးပေါင်းချင်းတက်တက်နဲ့တက်နဲ့ပေါင်းနှစ်နှစ်လေး brake ပေါ့နော်အဲ့ဒီမှာနှစ်လေး brake မှာကျွန်တော်က၄ brake အောင်တာ၃၅၆တို့ထောက်ရတယ်ဆိုတော့နော်၃၅၆ထည့်မယ်၄ brake ၄ brake ၆ပိတ်ထည့်မယ် ဒီမှာကကျွန်တော်တို့က၄ plate ဖြစ်တော့၈ plate ထဲမှာနော်အားလုံးပေါင်း၁၂ကွက်အဲ့၁၂ကွက်မှာကျွန်တော်တို့ကျွန်တော်ကမှန်တဲ့ plate ၄ကွက်၆ကွက်ပဲထုတ်ပြတာဖြစ်ပါနော်၃၅၆တက်ဟောင်းပါဘုနော်နော်ဟုတ်ပြီဒါကျွန်တော်တို့နောက်တစ်ကက်ဆက်ကြည့်ပါနောက်တစ်ကက်မှာ၆ခွန်၃ကီပေါင်းခြင်းက၈ပေါင်းခြင်းက၆နှစ်ပေါင်းခြင်းပေါ့နော်ဒါဆိုရင်ကျွန်တော်တို့ကအတွဲထုတ်မှာဖြစ်ပါတယ်ပထမဆုံးအတွဲထုတ်မယ်၆နှစ်၈ပေါင်းခြင်းဖြစ်အောင် 6ထိပ်ကို6ကိုတည်ပြီးတော့63ညာ66ခွန်ကိုတည်ပြီးတော့ခွန်ကိုခွန်ငါနော်3ကိုတည်ပြီးတော့33 3 9ဒါအတွဲ6ထွဲရပါအဲ့အတွဲ6ထွဲမှာရှည်တွဲတွဲလုံးဝထွက်မှာဖြစ်ပါဒီမှာတော့ကျွန်တော်တို့ကခွန်ထိပ်စီနဲ့မထွက်ဘဲနဲ့ခွန်ခါလို့သူကပြေးသွားတာပါနော်ကိုခွန်တွဲနဲ့နော် ီမှာကျွန်တော်တို့ဒီထားကောနော်ကျွန်တော်တို့လှန်ထိုးအောင်ပါက6ကွက်မှာဆို12ကွက်ဖြစ်မယ်24ကွက်မှာ12ကွက်ဆို24ကွက်ထိုးအောင်ပါနော်ဒီကျွန်တော်တို့ဒါ break ကတော့၄နှစ် break ရပါတယ်၄နှစ် break ကဒီမှာ၃လုံးပေါင်းချင်း၄နောက်ပေါင်းချင်း10နဲ့၄အဲ့မှာ၄ break ကကို8ဆိုတဲ့၄ break ထွက်တာပေါ့နော်အဲ့မှာ9 8ဆိုတော့ကျွန်တော်တို့ဒါတဲတော့မထွက်သွားဘူးနော်ဒါအားလေးထွက်သွားပါတယ် သူကအပြန်လန်နှစ်ကွက်ပဲထိုးအောင်ပေါ့နော်ဟုတ်ကဲ့ကျွန်တော်မိတ်လေးသဘောပေါက်မှထင်ပါနော်ဒါလေးဘရိတ်ပါလေးဘရိတ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်6ကွက်ထုတ်ပြီးတာဖြစ်ပါတယ်နှစ်ဘရိတ်ပါထပ်ထုတ်မယ်ဆိုရင်7ကွက်ဖြစ်မှာဖြစ်ပါတယ်ဟုတ်ပြီဒါလည်းကျွန်တော်တို့လာမယ့်အခုကျွန်တော်တို့တရက်17လ2025အတွက်ဂျိန်20အတွက်လုံးဝကောင်းတဲ့ site ပေါ့နော်ဒီတော့ကောင်းတဲ့ site တော့ကျွန်တော်တို့ထပ်ပြီးတော့လာအောင်မှာဖြစ်ပါတယ်နော်လုံးဝပြီးပေါက်ထိုးရမယ့် site တွေကျွန်တော်တို့မှာရှိနေပြီပေါ့နော်ခဏတော့ထုတ်ရုံပဲ ။ညမမဝင်ချင်တဲ့မိတ်ဆွေတွေကကျွန်တော်ရဲ့ဒီ Facebook အဲကျွန်တော်ရဲ့ဒီ YouTube page မှာ YouTube channel မှာပေါ့နော် sorry ကနာမည်ပြောတာတော့မှာပေါ့နော်ကျွန်တော်33နောက်မှပြောပါနော်3339တွင်3နဲ့ပတ်သက်ပြီးတော့ပြီးပြီ4နဲ့ကျွန်တော်4 8တွင်ဟုတ်ပြီနော်3ညနဲ့ပတ်သက်ပြီးတော့3ည6ကျွန်တော်တို့ key 3လုံးကိုကျွန်တော်တစ်ခါတည်းတွဲထုတ်သွားတာပေါ့နော် ၃ညာ6ရှိရပေါင်းခြင်း၃ညာ2เนาะဒီတွဲ6တွဲရတထွေပါဖြစ်ပါเนาะဟုတ်ပြီကျွန်တော်ကျွန်တော်တို့ကပရိစ္ဆာယကြည့်ပါမယ်9 96 96ကြောက်ပေါင်းခြင်း2ပြီးရင်9နဲ့6နဲ့ပေါင်းငါ2နဲ့ငါနဲ့ပေါင်းခွန်ခွန်ပရိတို့မဟုတ်ခွန်ရဲ့နှက်က၃ညာပရိပေါ့เนาะခွန်၃ညာပရိကိုကျွန်တော်အလုံးပေါင်း12ကွတ်ထုတ်ပေးမှာဖြစ်ပါ အဲ့ဒီ12ကွက်မှာလှန်ထိုးမယ်ဆိုရင်20နဲ့2ကွက်ပေါ့နော်24ကွက်အောင်ထိုးအခုပါတာတော့ကြောင့်22ကွက်ပါနော်331ရဲ့9 break 141 break နော်5 9 3 9 break 4 8 9 break 3 9 2 9 break 3 9 6 8 9 break ပေါ့နော်နော်3 9 9 9 break 4 8 9 break 3 9 2 9 9 break ဒီကနေ6ကွက်ကကျွန်တော်တို့ဒါလှန်မယ်ဆိုရင် ကျွန်တော်တို့စက်တကွပဲရှိတာပေါ့နော်ပြီးရင်ဒါနောက်ထပ်ကျွန်တော်တို့ခုနှစ်ပိတ်နဲ့ပတ်သက်ပြီးပါပြီဒါဆိုတုံညာပိတ်နဲ့ပတ်သက်ပြီးတော့နောက်ထပ်ကျွန်တော်တို့6ကွက်ထပ်ထုတ်မှာဖြစ်ပါတယ်အတွဲ6တွဲကိုကျွန်တော်ရေးလိုက်မှာဖြစ်ပါတယ်နော်ဟုတ်ကဲ့ကျွန်တော်ချင်းမိတ်ဆွေတွေကနန်းတီးလဲဆိုနည်းနည်းလေးကျွန်တော်တို့ဒါ horizontal particle ကိုမကြည့်ပါနဲ့ကျွန်တော် horizontal ကြည့်ပါတော့အလျားလိုက်ကြည့်လိုက်ပါတော့ ့334 3ညာပရိတ်424 3ပရိတ်364 3ပရိတ်398 3ညာပရိတ်488 3ညာပရိတ်3ညာ28 3ညာပရိတ်ဆိုပြီးတော့ကျွန်တော်တို့ဒါခဏ12ကွာရပါတယ်အဲ့ဒီ12ကွာမှာလှန်ထိုးမယ်ဆိုရင်22ကွာပဲပေါ့နော်အပူ2ကွာပါတယ်အပူ3ကွာပါတယ်ပေါ့နော်ပူ3ကွာပါတယ်ပူလေးกว่าပါเนาะပူလေးกว่าပါဒါပေမဲ့ကျွန်တော်တို့လှန်ထိုးအောင်မှာ22กว่าပါเนาะ โอเคအဲ့ဒီတော့မှကျွန်တော်အဓိကကျွန်တော်မှအလုံးဝမဖောက်တည်တဲ့ကီးပေါ့နော်ပြီးခဲ့တဲ့ပတ်ကုသညာကီးနော်ဒီတစ်ပတ်မှာကျွန်တော်တို့ဟာနှစ်ခွန်ကီးပေါ့နော်အားလုံးပဲကုလပါကျွန်တော်ရှင်းပြဆွေးဒီကနန်းမှာကျွန်တော်တို့နှစ်ခွန်ကီးနဲ့ပတ်သက်ပြီးတော့နှစ်နှစ်သုံးပေါ့နော်ညခုကြီးရှိတယ်เนาะဒါပေမဲ့ကျွန်တော်ဒီ တရက်17လ2025မှာလုံးဝထုတ်ရမယ်ဒီကနန်းပေါ့နော်ကျွန်တော်တို့နှစ်နဲ့ခွန်နဲ့ကြီးပေါ့နော်ဒီမှာခွန်ကမပါဘူးနော်ဒီဒီဆိုင်မှာခွန်မပါတော့ကြောင့်နှစ်နဲ့ပတ်သက်ပြီးတော့ထိုးမှာဆိုရင်ကျွန်တော်တို့ကတကွာနှစ်ကွာသုံးကွာလေးကွာပေါ့နော်ဒီလေးကွာကဒီက main ထိုးပေါ့နော်သုံးနဲ့ပတ်သက်ပြီးတော့လေးကွာအရာထိုးပေါ့နော်အားလုံးပေါင်းကျွန်တော်တို့၈ကွာရှိပါ နော်အားလုံး12ကွာလုံးထိုးနိုင်တဲ့ message ဒါထိုးပါနော်အားလုံးပဲ good luck ပါ see you next video နောက်ထပ်ပြီးတော့ဆုံပါမယ်